မှာရှုစွာဘုရားသခင်ရဲ့ကြီးစိုးတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အဖြစ် အတ္တတာပြန်လဲတည်ဆောက်ရအောင်နော်။ဒီကနေ့ကတော့တရားနဲ့64ရက်မြောက်ပေါ့နော်။ကဘာဦးချက်နဲ့ပတ်သက်ပြီးဆိုတော့ဒီကနေ့ကကျွန်တော်တို့ကောင်းစင်လေးတထားတယ်။ဝတ်ပြုကိုကိုယ်ဟိုတွင် အမိတွင်နေခြင်းဆိုတော့နှုတ်ကပတ်တော် ခေါင်းစဉ်နဲ့ကဘာဦးကျန်းအခန်းကြီး21အပိုင်ငယ်33နဲ့34ပေါ့နော်ဆက်လက်လေ့လာရအောင်ဆိုတော့33နဲ့34ကျန်ပိုင်လေရတော့အာဘီဟန်ဒီဘီရရှိဘာယန်နိုင်မကြီးပင်ကိုဆက်၍အစင်မဲတီတော်မူသောဖျားသခင်ဒီဟုသော ထာဝရဘုရား၏နာမတော်ကိုပထနာပြုလေတဲ့ဆိုတော့ဒီချမ်းပိတ်မှာထာဝရဘုရားကိုဝတ်ပြုကိုယ်ချင်းနော်အာမိဟရဲ့ပထနာပြုခြင်းတွေ့ရတယ်အဲ့ဒါဘေနီယာဒီတာလေးဆိုရင်တော့ပိငယ်34မှာဖီလတီပီမှာကာလရှိကြစွာတင်းနေတတိလို့ဖော်ပြတဲ့အတွက်ကြောင့် အာဗျာနာဖိလစ်ပိပြည်မှာကာလအတိုင်းတာတစ်ခုထိနေပြီးတော့မှသူရောက်တဲ့နေရာတိုင်းမှာထာဝရဘုရားကိုဝတ်ပြုကိုကိုယ်ခဲ့တဲ့နေရာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုဒီဂျမ်ပိနှစ်ပိုင်းလေးကိုအချင်းလေးအဖြစ်နော်ပထမမှာဒီလီလာတဲ့ပုံစံအနေနဲ့အချင်းဖော်ပြခြင်းနဲ့ ပေးကြမှာကျွန်တော်တို့ဒီကျန်ပိုက်နှစ်ပိုက်ကနေဝိငင်ရေးရအတွက်တင်ခန်းစာလေးတွေကိုကျွန်တော်တို့စကြည့်သွားဖို့ဖြစ်ပါတယ်ဆိုတော့အခန်းငယ်ကပောက်ကျန်ခန်းချင်းနဲ့စတေပိုင်ငယ်33နဲ့34မှာအာဘိဟန်ဟာကောင်းမွန်တော့ပြီသူရောက်ရှိပြီးခင်မင်းရင်းနေတော့လူမျိုးများကြားမှာနေထိုင်ပြီးနောက်ဖီလီတီပြည်မှာရှည်လျားသောကာလတခုတ် နေထိုင်ခဲ့ပါလေစတော့ပိုက်ငယ်33မှာကျွန်တော်တို့ဘာတွေ့ခဲ့ရသလဲဆိုရင်အာဘီဟန်ဒီဘီရရှိဘာရဲ့နိုင် မကြီးပင်ကိုစိုက်ရွေးတဲ့ဘီရရှိဘာဆိုတာပြခဲ့တဲ့ပတ်မှာကျွန်တော်တို့လေ့လာပြီးတော့ပါပြီအဲ့ပဒိငင်ပြုတ်တဲ့နေရာမှာနော်ဆိုတော့မကြီးပင်ကိုစိုက်တယ်တဲ့ဒါဆိုမကြီးပင်ကိုစိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲ အဲ့ဘရရှိဘအရက်နိုင်ပါဖြစ်လို့အာဘီဟန်ဤကဲ့သို့လုတာလဲဆိုတော့ကျွန်တော်တို့စစ်ကြည့်သွားမယ်ဆိုတော့အာဘီဟန်ဟာသူတဲ့အတွက်အရိကရစီမဲ့မကြီးပင်ကိုစိုက်၍ဥယင်ဒါမှမဟုတ်သူအင်းသူအင်းသားမြတ်အတွက်အတီးအနန်အဖြစ်စိုက်ပြုခဲ့ပြီးထူနေရမှာရက်ပေါင်းများစွာနေထိုင်ခဲ့တယ်ဆိုတာ ဒီချက်ပိုင်မှာကျွန်တော်တို့တွေ့ခဲ့ရပါတယ်မကြီးပင်စိုက်ခြင်းလို့ပြောတဲ့အခါသူကရှင်လုတ်ပြီးတော့မှဒီနန်နေကိုအင်းတူအင်းသားများအတွက်စိုက်ပူခြင်းကိုချုံငုံပြီးတော့မှဖော်ပြခြင်းလဲဖြစ်နေပါတယ်ဆိုတော့အကြောင်းကတော့အဘိဟာနာထိုနေရာမှာငင်းချင်းစွာနေထိုင်ခဲ့တော့လေသူဟာကဘာပေါ်မှာအဲ့တဲ့တူအနေနဲ့ နော်တဏီယာပြီးတဏီယာခရီးတွားနေတော့သူတူတာဖြစ်တယ်ဆိုတာကျွန်တော်မြင်တွေ့ရပါတယ်ဆိုတော့ကျွန်တော်ရုပ်စီတိုင်းလည်းပဲကဘာမီကြီးပေါ်မှာတဏီယာပြီးတဏီယာခရီးတွားနေတော့သူများဖြစ်ခဲ့ကြပါတယ်ကျွန်တော်တို့နောက်ဆုံးတွားစီရမလို့တော့တဲ့နေရာကတော့အဖအင်္ဂလော ကောင်းကင်ရွှေပြီးအဲ့ဒီနေရာရောက်တည်တရားဒီကဘာပေါ်မှာကျွန်တော်ပတ်သွားနေရမှာဖြစ်ပါလေကျွန်တော်ဆိုရင်မြမဘီကျွန်တော်ရဲ့မွေးရက်စာတီးကနေမြေပြတ်ဖမှာဒီကနေဒါချလိတ်ထိုင်းလန်ဆမလေးရှားပြီးတော့အခုဒီနေရာပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်အနေနဲ့လည်းပဲခရီးတော်တော်လေးနော်ဒီနေရာပြီးဒီနေရာ အဲ့တဲ့အဖြစ်တွားနေခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကြတော့ကျွန်တော်တို့မကြခင်ဒီနိုင်ငံသားဖြစ်ခွင့်ရှိမယ်သို့တော်လဲဒီနေရာမှာအခုကျွန်တော်ရောက်တဲ့နေရာမှာဒီနိုင်ငံသားရခဲ့ရင်လည်းအဲ့ဒါထာဝရအတွက်မဟုတ်သေးဘူးဒီနေရာကနေကျွန်တော်စိတ်ခရီးနေရအောင်မယ်ဘယ်နေရာကိုလဲဆိုကောင်းကင်ရှိပြီးခရီးနေရအောင်မှာ ဖြစ်ပါတယ်သူကောင်းကင်ရှိပြီးကသာလဲ ထာဝရကျွန်တော်နေရမယ့်နေရာဖြစ်ပါလေဆိုတော့ကောင်းကင်ရှိပြီမှာလဲကျွန်တော်တို့ကြည့်ရတော့ရှိသေးတာဗောနော်ဆိုတော့ဒီတခင်ကြီးရှုမထမြောက်ခင်မှာယုံကြည်သူတွေဆိုရင်အာဘိဟန်ရင်ခွင်မှာနေတယ်အဲ့ဒီအာဘိဟန်ရင်ခွင်ကမရဏနိုင်ငံလို့ကျမ်းစာဖော်ပြတယ်အဲ့မရဏနိုင်ငံကဟိုဖက်ကဒီဖက်ကရှိတယ် ဟိုဖက်ကမှတတိကြီးပေါ့နော်တဖက်ကမှအာဘိယရင်ခွင်နဲ့ရှိတော်ရာဇရုဆိုတော့တဖက်ကမင်းအိုင်အာဘိယရင်ခွင်ဆိုတာယုံကြည်သူတွေစုယုံတဲ့မရဏနိုင်ငံတဖက်နဲ့တဖက်မြားမြင်ရတယ်ဒါမဲ့တခင်ရှုထားမြို့တဲ့ချိန်မှာအာဘိယရင်ခွင်၌အနာယူတဲ့ယုံကြည်သူများပါရီတုဘုံတို့ဖျားရခင်ခေါဆောင်သွားပြီအေးပါရီတုဘုံဘေးနောက်နှစ်တထောင်ကာလနှစ်တထောင်ပြီးတော့ ပြရိဂျန်နစနစ်နော်နစပြနစနစ်မှာပေါ်ပြတဲ့ကောင်းကင်တည်းမြေကြီးတည်းအဲ့နေရာမှာဆိုရင်အတီဖြစ်မယ်ဘယ်နေရာမှာပြောင်းစရာမလိုတော့တဲ့နေရာ ဖြစ်မယ်အဲ့နေရာရောက်မှကျွန်တော်တို့ထာဝရနော်ဖျားတခင်နဲ့တူဆုဆာမယ်နေရာဖြစ်ပါတယ်ဆိုတော့ယတခုကဘာပေါ်မှာကျွန်တော်တို့ခရီးတယ်အာဘိဟံကဲတို့ခရီးတယ်တူတာဖြစ်တယ်အာဘိဟံကခရီးတယ်တူဖြစ်တယ်ဆိုတာ ဖော်ပြခြင်းနဲ့ယုံကြည်သူအားလုံးလည်းမိကြီးသားအပေါင်းတို့ကခရီးတယ်များဖြစ်ကြတယ်ဆိုတာကျွန်တော်တို့နားလေဖို့အရေးကြီးပါတယ်ဆိုအာဘိဟံကဤလောကမှာငါဒီဧတဲ့အင်္ဂတုတာဖြစ်တယ်ဆိုပြီးသူပြောတဲ့စကားကိုလည်းကျွန်တော်တို့အားလုံးမှတ်မိကြမလို့မျှော်လင့်ပါတယ်ဤလောကမှာကျွန်တော်တို့ဧတဲ့ခရီးတယ်တာဖြစ်တယ်ဆိုတာကျွန်တော်နားလေဖို့အရေးကြီးပါတယ်ဆိုခရီးတယ်တူဖြစ်နေစမှာဆိုတော့ မလေးရှားမှာထွက်တဲ့အလုပ်လုပ်တော်သူကသူတို့ကပတ်စံနေစူပြီးကိုနေမဲ့နေရာအတွက်စုဆောင်ပြီးလုပ်ကြတယ်ဆိုတော့ကျွန်တော်တို့လောကမှာခရီးတယ်ဆိုတာတိမာတော့သာဝရနေရမယ်ကောင်းကင်နိုင်ငံတော်အတွက်သာစီးပွားမယ်သူဖြစ်တယ်ဆိုတာနားလဲသိချင်ပါတယ်ဆိုတော့ဖျားသခင်နဲ့လူနဲ့ဂျွန်းဖြစ်တော့เนาะအာဘိဟာနာဖျားသခင်နဲ့လူလဲဖြစ်တယ် ပင်တနည်းအားဖြင့်ဘုရားသခင်ဂျူလည်းဖြစ်တယ်။ပြီးရင်ဟေဘီယလူမျိုးအာဗြဟံဖြစ်လာခဲ့ပါလေ။နော်ဆိုတော့အာဗြဟံဟာဂတိတော်နဲ့ဆက်ဆိုင်သောသခင်ယေရှုဖြစ်လာမယ့်နေရာအတွက်နော်လူအပေါင်းတို့ကိုကယ်တင်ခြင်းသို့ပူဆောင်မဲ့သူဖွားမြာဖြစ်နော်ဘုရားရဲ့အတုံးပြုသောပုဂ္ဂိုလ်ဖြစ်တယ်လို့ ျွန်တော်တို့ယုံကြည်သူအပေါင်းတို့ရဲ့ဖခင်လည်းဖြစ်ပါလေစကြည့်တဲ့အခါအပိုင်ငယ်33ရဲ့ဒုတိယစာကြောင်းအစင်သမဲတည်တော်မူသောဘုရားသခင်တည်ဟူသောသာရဖြိုင်နာမတော်ကိုပတ္ထနာပြုလိမ့်ဤဆိုတဲ့ကျမ်းပိုင်လေးတွေ့ရတယ်ဆိုတော့ဒီကျမ်းပိုင်လေးကိုစဉ်းစားတဲ့အခါမှာ အာဘိဟာနီထူနီယာမှာနော်ဘယ်ရရှိပါအရင်မှာပေါ့နော်ဆိုတော့ ထာဝရဘုရားကိုဝတ်ပြုကူးကွယ်ဖို့တွင်ဒီကြည်စွာဆက်လက်လှုပ်ဆောင်ယုံတမကတွေ့ယုံကြည်ခြင်းကိုလည်းပြွိပြွိလင်းလင်းဝန်ခံခဲ့ရစွာမြင်တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့တွေလည်းပဲမိမိရှိတဲ့နေရာမှာဒီကြည်တော်ထာဝရဘုရားကိုဝတ်ပြုကူးကွယ်သူများဖြစ်နေဖို့ရည်ကြည်တယ်လို့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပြွိပြွိလင်းလင်း ဝန်ခံနေမဲ့သူများပေါ်လွင်စီမဲ့သူများဖြစ်တယ်ဆိုတာမိမိကိုယ်ကိုနားလည်ဖို့အရေးကြီးပါတယ်ဘယ်ရရှိဘအယက်မှာအာဘိဟနာထာဝရဖျားရဲ့နာမတော်ကိုခေါ်ဆောင်ခဲ့ပြီးသူရဲ့ဝတ်ပြုဝတ်ပြုကိုကိုချင်းเนาะဆုတောင်းရာနေရာဖြစ်သူဥယင်စိုက်ပူးခြင်းဖြစ်နိုင်တယ်เนาะဆိုမကြီးပင်စိုက်တယ်ဆိုတဲ့အသိပေးရတော့เนาะ သူ့ရဲ့ဝတ်ပုကူးကိုဆုတောင်းတဲ့နေရာတို့ဥယျင်တခုလှုပ်ဆောင်ခြင်းကိုဆုလို့ခြင်းနဲ့ဖြစ်နေပါလေပြကြလို့ရှင်ပတိငင်ပြောတဲ့နေရာကိုအမေအုံမီတရီရဖို့ရတယ်လေဖြစ်ပါလေကျွန်တော်ကျွန်ုပ်တို့တခင်ကြီးရှုလဲပဲကေတစ္စမဥယင်တော့ပြင်အာတန်လွန်တောင်ပေါ်အစတဖြစ်ပေါ့နော်ပြကြလို့ရှင်တနီကုန်အမှုတော့ ဆောင်ပြီးတပည့်တော်တွေပြန်တဲ့အခါမှာတောထဲမှာတူးထဲနေပြီးခမဲတော်နဲ့မိသားရဖွဲ့မုံမလင်းခင်ထားပြီးခမဲတော်နဲ့မိသားရဖွဲ့တယ်ဆိုတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့တခင်ကြီးရှုလဲပဲဥယင်တောင်ပေါ်အစားပြီးတောထဲမှာဆုတောင်းတကယ်တော့အာဘိဟန်ဒီလည်းပဲဆုတောင်းခြင်းပြုထူနေရကိုတရှင်းစီခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အတ္တမှာလဲဤကဲ့သို့ရှင်တန်ဖို့လို့ငါ အာဘိဟရဲ့အတ္တတိုင်းကျွန်တော်တို့တင်ယူခြင်းဖြစ်ပါတယ်အာဘိဟနာဖျားတခင်အမှုတော်တွင်သူနဲ့အတူပါဝင်နေရန်သူ၏အင်္ဂလိပ်ချင်းများကိုလည်းဖိကြားခဲ့ကြတေချာနေပါတယ်ဝတ်ပြုဂူဂွေချင်းသာဝရဖျားကိုပတ္ထနာပြုချင်းလုံးမတော်သူတူအထဲမှာအင်သူအင်သာအလုံးလည်းပဲသာဝရဖျားကိုကြောက်ရွံ့တော်သူသာဝရဖျားကိုတေဖို့ နုကပတ်တော်ကိုအစ်မေနာခံယုံကြည်ခြင်းဖို့လုံးကခေါ်ဆောင်တော်သူတယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်ဆိုတော့ယုံကြည်သူများလဲတွားလျာရာမှာကျွန်တော်တို့ရဲ့เนาะဖျားဝတ်နိုင်မှုလို့ချင်းเนาะဖျားတရားနိုင်ဂိုင်းဆိုင်မှုကိုထင်းထင်းထားယုံတာမကအခြားသူများဒီထာဝရဖျားကိုကြောက်ရွံ့တက်လာစေရန်အင်းဝင်ကြီးတရားကိုဝင်ခခြင်းအတ္တတာအဖြစ်ပုံတက်တည်ပြရွေးလုဆောင်ရမည် ဖြစ်ပါလေဆိုတော့ထိုကဲ့သို့လှုပ်ဆောင်မှသာလေအာဘိဟာရဲ့အတ္တကဲ့သို့ကျွန်တော်တို့ဖြစ်လာနေပြီဖြစ်တယ်ဆိုတော့မိမိရဲ့အတ္တဘယ်နေရာနဲ့ရှိနေပါလဲအင်းဒီချီနီတို့မရောက်သေးရင်အင်းချီနီတို့ရှုပ်လန်းဖို့ရှုပ်လန်းပါစကပါဆိုတာတိုက်တွန်းဝင်ခချင်ပါလေဆိုတော့အာဘိဟာနာထာဝရဖျိုက်နာမတော်ကိုခေါ်လာတဲ့အခါမှာထာဝရဖျားဟာသူ့ 刚跟米吉孙潘先生，他乌拉皮亚的给他被割了，割了个，他乌拉皮亚个我都估过去嘞，是啦，以前被阿皮真的都对阿爸嘞，是咯，黑下看见历史背景那是什么？他乌拉皮亚哈，米格都多都皮的是啦，文看亚没，是啦，我破表吧嘞，以前被你拍起来黑下。 အနာဂတိကျမ်းခန်းကြီးလေးစာပိုင်း28မှာထာဝရဘုရားတည်းအစ်သမဲတည်တော်မူသောဘုရားရခင် ဖြစ်ကြောင်းကို၎င်းမိကျေးစွန်းတရားဖန်ဆင်းတော်မူသောရှင်ဖြစ်ကြောင်းကို၎င်းမောတော်မူခြင်းပြင်ပန်းတော်မူခြင်းမရှိစိတ်၍မကုန်နိုင်သောငြိမ်နဲ့ပြည့်စုံတော်မူကြောင်းကို၎င်းတင်းဒီမတိမကြဘူးတလော့ အာဘိယံကထာဝရဘုရားကိုပထနာပြုတဲ့အခါမှာဒီကျင်းပယ်အတိုင်းသူပထနာပြုဝတ်ပြုကိုးကွယ်ခဲ့တယ်လေကျွန်တော်ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်ပထနာပြုတဲ့အခါမှာကျွန်တော်ရဲ့ဘုရားကျွန်တော်ရဲ့အဖေယေရှုအဖေအဖေခေါ်ခွေကျွန်တော်ရခဲ့တယ်ကျွန်တော်ရဲ့ဖေဟာဤကဲ့သို့သောပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာနှလုံးသားထဲမှာကျွန်တော်ဆွေးမင်းနေဖို့အမတန်ရည်ကြည်ပါတယ်ဘုရားသခင်သာအာဘိဟန်အာဘိဟန်ကိုအထူးတပည့် ်တွေးပဒင်းင်းလူအဖြစ်ထာဝရဖျားကိုယ်တိုင် ဖော်ပြခဲ့ပါလေဆိုတော့ယုံတခြင်းကိုအမြင်ပြုတော့ကျွန်တော်တို့အရောက်စီတိုင်းနဲ့ပဲဖျားတခင်ကတွေးပဒင်းင်းလူအဖြစ်တမတေးဆိုတာကျွန်တော်ခါနဲ့ကျွန်တော်မိမိကိုယ်ကိုတိဖို့အရေးကြီးပါလေဆိုတော့သူဖျားတခင်ကကဘာမတီမီကလေးကရှိတော်မူပြီးထာဝရကာလတည်းအောင် ရှိနေမဲ့အရာခတ်တဲ့အရှင်တခင်အဖြစ် အာဘိဟဘုတ်ပြုကိုခွေခဲ့ပါတယ်သူနည်းသူကျွန်တို့ရဲ့နှလုံးသားထဲမှာဆွေးမင်းနေဖို့အရေးကြီးပါတယ်ဆိုတော့ကျွန်တို့ရဲ့လိလာဖို့ပုံစံဖြစ်တဲ့လောက်နဲ့တော်မယ်ဆိုတော့ပိုက်ငယ်33နဲ့34မှာဝိငင်ကြီးရာတင်ခန်းစာများကိုကျွန်တော်စကြရအောင်နံပါတ်1ချက်မှာဖျားတဲ့ခင်းစီမံပြီးမှုနိုင်ကြီးနိုင်ရောက်ရဲ့ချင်းကို အာဗိဟံရဲ့အသက်တာနဲ့မြင်တွေ့ရပါတယ်။ကျွန်တော်တို့ရဲ့အသက်တာမှာဖရာသခင်ကြီးစီမံပြီးမှုနိုင်ခြင်းနဲ့ရုပ်ရည်ဖို့အမှန်တရားကြီးတယ်။အဲ့ဒါခရိယတက်တာစစ်လို့ခေါ်တယ်။ရှင်ဘောလူကလည်းစင်ရဲ့ချင်းငတ်ပြချင်းငင်းပန်းစ်ခရချာအမျိုးမျိုးကြုံတွေ့နေရတော့ငါလဲထွက်ရအာလုံးထဲကနေရောက်ရဲတင်းတင်းဆိုတာနေတဲ့ချက်ဖို့လောကအရာအာလုံးနဲ့ငါတင်းယူမိပြီဆိုပြီးပြောခဲ့ပါတယ် ဆိုအာဘိဟာလည်းဤကဲ့သို့ဖြစ်တယ်လို့ရှင်ပေါလို့လည်းဤကဲ့သို့ဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်သူရောက်စေတိုင်းဖရာသခင်စီမံပြီးမှုနဲ့ကျွန်တော်တို့ရောက်ရဲ့ကြည်နဲ့ရောက်ရဲ့ရမှာဖြစ်ပါတယ်ဆိုတော့အာဘိဟာနာငင်းချမ်းသောလူမျိုးကြားမှာကောင်းမွန်သောနေရာဖရာကိုရှာပြီးတွေ့ရှိပြီးနောက်သူနေရာတွင်ခဏတာသူနေထိုင်ခဲ့ပါတယ်သူဟာစက်မပြတ်ပြောင်းလဲမှုကို မရှာဖွေပဲဖရာသခင်ကသူဟာထင်ရှား ်ဖရာသခင်က သူ့အားထားရှိရာနေရာတွင်သူကြည်နပ်အားရခဲ့ပါတယ်ဆိုတော့ဖရာပွင့်နိုင်မှုလို့တော့ယုံကြည်သူအပေါင်းတို့ကျွန်တော်တို့တွေလည်းပဲဖရာသခင်ထောက်ပတ်ဖရာသခင်ထောက်ပတ်ပြီးတဲ့နေရာမှာအနာယူရန်ကြည်နပ်ရန်တင်ယူပြီးငင်းချမ်းမှုနဲ့ထောက်ပတ်မှုအတွက်ဖရာသခင်ကိုကြည်စုတင်ပြီးတော့မှဤလောကဟာ ျွန်ုပ်တို့ရဲ့နေအိမ်မဟုတ်ကြောင်းအမဲတရီပြုရမှာဖြစ်ပါတယ်။အာဘိဟံကဤလောကဟာမိမိနေအိမ်မဟုတ်ကြောင်းအမဲတရီပြုတယ်လို့ကျွန်တော်တို့တရီပြုရမှာ ဖြစ်ပါတယ်။ထွေရာကိုတရီပြုမှသာလေ။ကိုရောသာတိနေရာတိုင်းမှာခြေနဲ့ရောက်ရဲ့နေနေမှာဖြစ်ပါတယ်။အာဘိဟံကဲ့သို့ပင်ကျွန်တော်တို့ဒီမိကြီးပေါ်မှာ ခရီးတဲ့ခရီးသွားတဲ့ဧည့်သည်များဖြစ်တော်ကြောင်းကောင်းကင်ဘုံဤ တာရိတ်ကောင်းတော့ပြီတို့ခရီးသွားနေကြတော့တို့များ ဖြစ်ပါလေ။ဤကဲ့သို့ကျွန်တော်ပြောချင်းကတော့ဟေဗျာဩရစာခန်းကြီး၁၁ပိုက်ငယ်၃၆ကိုချီခံပြီးတော့မှကျွန်တော်ပြောချင်းဖြစ်ပါလေ။ဆိုတော့ဟေဗျာ၁၁ပိုက်ငယ်၃၆ကိုဟာကိုပြန်ဖတ်လိုက်ပါ။ဒုတိယချက်အနေနဲ့ဖျားသခင်ဘုံတော်အတွက်စိုက်ပျိုးခြင်းအာဘိဟံကတူဘရစီပါရဲ့မှာမကြည့်ပြီးစိုက်ပျိုးခဲ့တယ်။ ဖရာသခင်ရဲ့ဘုန်းတော်အတွက်စိုက်ပျိုးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဖရာသခင်ရဲ့ဘုန်းတော်အတွက်ပါစိုက်ပျိုးခဲ့ပြီးပြီလေဆိုတာကိုမိမိကိုယ်ကိုစင်ကြင်သုံးသပ်ဖို့အမှန်တရားရရှိပါတယ်ပါဗိဟာနာအယိတ်ဒါမှမဟုတ်အတီးနာအတွက်ဥယျာဉ်တစ်ခုကိုစိုက်ပျိုးခဲ့တော့လေအဓိကအဖြစ်ဖရာသခင်ကိုဝတ်တုကူးကွယ်ရနေရရှိစေရဖြစ်ပါတယ်ဆိုတော့အာဘိဟံရဲ့ဒီမကြီးပင်စိတ်ပူးချင်အတိတ်ပဲကအဲ့ဒါ ဖြစ်တယ်နော်။သူကဖရာရဲ့ဘုန်းတော်ထင်ရှားခြင်းအဖို့လုံးကသာသူလုပ်ခဲ့တယ်။မိမိရဲ့မိမိရဲ့ဂုံပဂါဒနာအတွက်တခုမှမပါဘူး။ဆိုငီကူမောင်တို့ကကျွန်တော်တို့လုဆောင်နေတော့အရာဟာမိမိရဲ့ဂုံပဂါဒနာအတွက်လား။ဖရာရဲ့ဘုန်းတော်ထင်ရှားခြင်းအဖို့လုံးကလုဆောင်ကြပါစို့ဆိုတာတိုက်တွန်းချင်ပါတယ်။ဆိုတော့တင်ခန်းစာကတော့ကျွန်တော်တို့ဒီကျွန်တော်တို့တိဆောက်ဒီဖြစ်စေစိုက်ပျိုးဒီဖြစ်စေဖရာရဲ့ဂုံတော်ကိုအလေးထား အလေးထားတစ်ပါတယ်ဖရာတခင်ရဲ့ဂုံတော်ဘုံတော်ဖို့လို့ငါသာကျွန်တော်တို့ဆောင်ရရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မလေးရှားမှာနေတော့ခဏခဏနော်ကျွန်တော်ရွေးခဲ့တဲ့ချင်းကအလုံးစုံရဲ့အရှင်နော်အဲ့အဲ့တချင်းတွေကစာသားတွေရမ်းကြိုက်တယ်ဆိုတော့ကျွန်ုပ်ကိုလည်းဖရာကပိုင်တယ်ပိုင်ကျွန်ုပ်ရဲ့ပိုင်ဆိုင်တမျှအားလုံးကခရစ်တော်ကပိုင်တယ်ဆိုတဲ့အိပဲဆိုတော့ယေရှုဖရာတခင်ကအလုံးစုံရဲ့အရှင်ဖြစ်တယ် ထိုရာကိုအာဘိဟံကနားလေတယ်လို့ကျွန်တော်တို့ယုံကြည်တော့ရောက်စေတိုင်းနားလေရမှာဖြစ်ပါတယ်နော်ဆိုကျွန်တော်တို့ပိုင်ဆိုင်မှုအားလုံး ਨੇ ကျွန်တော်တို့ဟာထာဝရဘုရားပိုင်ဖြစ်ကြောင်းတက်တည်ခနိုင်စေရအတွက်ဆုတောင်းခြင်းနဲ့ကြီးစွာချီးမွမ်းခြင်းဖြင့်နေရာတိုင်းလုဆောင်မှုတိုင်းနဲ့ဝတ်ပြုကူးကွယ်မှုတိုင်းကိုတတ်ရှင်းစေရမှာဖြစ်ပါတယ်နံပါတ်3ချက်ကတော့ဝတ်ပြုကူးကွယ်မှုဥစားပြုမှု နော်အာဘိဟန်ရဲ့တက်တာနဲ့တွေ့ရတယ်ဆိုကျွန်တော်တို့ယုံကြည်သူတိုင်းလည်းဝတ်ပြုကိုယ်ကိုယ်ကိုယ်ဦးစားပြီးဖို့အမှန်တရားယုံကြည်ပါတယ်ဆိုတော့ထိုနေရာမှာအာဘိဟန်သာသူ၏ကိုယ်ပိုင်တစ္ဆာစောက်တိမှုကိုထင်းထင်းထားယုံတာမကသူ၏ယုံကြည်ခြင်းကို ပွိပွိလင်းလင်းဝန်ခံခဲ့ပါတယ်ဆိုတော့အာဘိဟန်သာခြောက်ရဖျားတခင်နာမတော်ကိုသူအဲ့နေရာမှာခေါ်ခဲ့ပါတယ်ဆိုတော့ စစ်မှန်သောယုံကြည်ခြင်းဟာတိတ်ဆိတ်မနေဘူးဆိုတာတွေ့ရပါတယ်။ဖျားရခင်ကိုတိတော်သူတို့ဟာကိုတော်အားထင်ရှားစေကြပါတယ်။ဆိုတော့အာဘိဟံကသူ့ရဲ့ယုံကြည်ခြင်းတိတ်ဆိတ်မနေဘူး။ဖျားရခင်ကိုသူတိကျွမ်းတော့ကျသူ့ရဲ့လူဆောင်မှုတိုင်းမှာဖျားရဲ့ဘုန်းတော်ကိုထင်ရှားစေတယ်လို့ မိကိုမောင်တော်မအတင်လဲပဲစစ်မှန်တော့ယုံကြည်သူဆိုရင်တိတ်ဆိတ်စွာတိတ်ဆိတ်နေဖို့မဟုတ်ဘူးနော်သူများကိုကြောက်ပြီးသူများတော့ရောပါတော့ဖို့မဟုတ်ဘူးဖခါရဲ့တက်တည်ဖြစ်နေတယ်မိမိကဖခါရဲ့တက်တည်ဖြစ်နေတော့ကြောင့်ခရစ်တော်ကတင်းတော့ရင်မိကြီးစုတဲ့ငါကြီးတက်တည်ဖြစ်ကြလိမ့်မယ်ဆိုတာတတိယပါဆိုတော့ခရစ်တော်ရဲ့တက်တည်ဒါဝန်ကြီးပေါ်ဆိုတာအပြောစုအတ္တအရာအလုံးထင်ရှားစေပြီးဆိုရင် မိမိအတ္တအဖြစ်ဖျားရေးဘုံတော်ထင်ရှားစေမယ်။အာဘိဟံဤလောကနဲ့ဧည့်တဲ့အဖြစ်ရှင်တန်ခြင်းနဲ့သူအတွက်ဖြစ်တယ်လို့ကျွန်တော်တို့လည်းဖျားရေးဘုံတော်ထင်ရှားခြင်းတဖို့ဖျားရေးတက်တည်ထင်ရှားခြင်းတဖို့ကျွန်တော်တို့လောကမှာဖျားတခင်ကထားရှိနေခြင်းဖြစ်တယ်ဆိုတာနားလည်ဖို့အမှန်တရားကြီးကြပါလေ။ဆိုတော့ကျွန်တော်တို့ဝတ်ပုကူကွယ်ဖို့ကိုမဖုံးကွယ်ပဲကိုရိုက်ဘုံတော်ကိုကျွန်တော်တို့နိုင်မြင်တွေ့နိုင်စေရန်အတွက်ကိုရိုက်နာမတော်ကိုချားသူများရှိမှချီးမြှောက်ရမှာဖြစ်ပါလေ။ နံပါတ်၄ချက်အာဘိဟရတ္တာကြည့်တဲ့အခါမှာအများပြည်သူများရှေ့မှောက်မှာတက်ပြေခံခြင်းတွေတကူတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူရောက်စီတိုင်းလည်းပဲမိမိရဲ့တက်တာအများပြည်သူလောကီတာအပေါင်းတို့ရှေ့မှောက်မှာတက်ပြေခံခြင်းရဲ့တကူကိုပေါ်လွင်စေမဲ့သူများဖြစ်ပါတယ်အာဘိဟနဲ့ဝတ်ပြုကိုယ်ကိုယ်မှုဟာတွေးအင်းနေခြင်းများကိုဖျားတခင်ထံခေါ်ဆောင်ရန် သူနဲ့ဒီပူပေါင်းရန်ဆွေးဆောင်ခဲ့ရှင်းကိုကျွန်တော်မြင်တွေ့ရပါတယ်ဆိုတော့တစ္ဆာရှိသောဘဝဟာအခြားသူများကိုအလင်းသူဆွေးဆောင်ခဲ့ပါတယ်အာဘိဟာနာတစ္ဆာရှိသောသူဖြစ်သောကြောင့်အင်းသူအင်းသားအလုံးအလင်းသူလင်းတဲ့သူဆွေးဆောင်ခဲ့တယ်လို့ငေကိုမောင်တို့မှတင်ရရောတစ္ဆာရှိသောသူလား တင်းနေဖျားတခင်နဲ့တစ္ဆာရှိတော်သူအမှန်ဖြစ်ခဲ့ရင်တရားဖြစ်လူပေါင်းပင်နေရောက်အလင်းသေးသူခေါ်ဆောင်ခဲ့ပြီးပြီဆိုတာတင် ပြောစရာရှိပါလိမ့်မယ်ဆိုငိကုမောင်နမသူတစ္ဆာရှိတော်ဘုရားအခြားသူများကိုအလင်းတို့အမေရန်ဆွေးဆောင်ပါတယ်ဆိုကျွန်တို့ရဲ့တစ္ဆာဆုံးတိမောဟာကျွန်တော်ပဝန်းကျင်ရှိလူများကိုဘုရားသခင်ကိုယ်တိုင်ရှာဖွေရလို့ဆော ပြီးနေရမှာဖြစ်ပါတယ်။ယုံကြည်သူတိုင်းဟာဘုရားသခင်နဲ့နေရာချထားတဲ့နေရာတိုင်းတွင်သာသနာပြုတ်သူများဖြစ်ကြတယ်ဆိုတာဘတော်မှမမေ့ပါနဲ့။တစ်ခေါက်ပြန်ပြောချင်တယ်။ယုံကြည်သူတိုင်းဟာဘုရားသခင်နေရာချထားပြီးတဲ့နေရာတိုင်းမှာသာသနာပြုတ်နေသူများဖြစ်ကြပါတယ်။ဆိုတော့ကျွန်တော်တို့အယုတ်စီတိုင်းဟာသာသနာပြုတ်တော်သူများဖြစ်ကြတယ်ဆိုတာ အတိတ်တပံတိတ်တွင်းခွန်အားပြည့်ချင်ပါလေ။နမငါချက်ဖျားတခင်ကမိသူဖြစ်တယ်ကိုအောင်မိချင်းအာဘိဟာနာဖျားတခင်မိသူဖြစ်တယ်ဆိုတော့သူအောင်မိတယ်။ဆစောကကျွန်တော်တို့လေ့လာမှုမှာပြောခဲ့ပြီးဟဲရှရအနာဂတ်ကျ၄၀နဲ့၈၈ကိုချီးခါမိနော်။ဆောအာဘိဟာနာသူရဲ့စုတောင်းချက်တွေဖျားတခင်နာထာဝရဖျားတခင်ရှ ကဘာမတီမီကတဲ့ကရှိတော်မူပြီးအရှင်သမဲတီတော်မူတော့အရှင်ဖြစ်တယ်ဆိုတာတီပြီးဆူတောင်းပြီးဝတ်ပြုကိုယ်ခဲခဲတယ်သူ့ရဲ့အရာအားလုံးဟာပိုင်တာဥက္ကဆူတော်အရှင်အစအစုံဟာဖရာသခင်သားဖြစ်တယ်ဆိုတာအပြန်တည်နေတယ်လို့ကျွန်တော်တို့ထွက်ရကိုအုံမိနေရမှာဖြစ်ပါတယ် ျွန်တော်တို့ဆွတောင်းတဲ့အခါမိသူနဲ့စကားပြောတွေကိုတရိယာရမှာဖြစ်ပါတယ်ဆိုတော့ယခုပြောတဲ့အရာတွေကိုကျွန်တော်တို့တတိယပြီးဆွတောင်းရမှာဖြစ်တယ်နော်ဆိုတော့ဒီဆိုအဘိဟန်တတကြည့်ဒီတခန်တုမဟာကတ္တထာတော့နတ်ဖျားမဟုတ်ပဲအရာခတ်တင်းကိုဥဆူတော့ထာဝရဖန်ရှင်ရှင်ဖြစ်တယ်ဆိုတာတိဝေထူဖျားတခင်ထာနဲ့ဆွတောင်းတယ်အဘိဟန်ရဲ့ဘီပဝန်းကျင်မှာဒီနတ်ဖျားနဲ့တက်ဆိုင်တာအများကြီးရှိရနော် ာရီအာဘျံကလှုပ်ရှုတယ်။အရာခတ်တဲ့ကိုဥစ္စိုးတော်ထာဝရရှင်ဘုရားသခင်ကိုဝတ်ပြုကိုယ်ကိုဆုတောင်းတယ်။ထွေရာကိုကျွန်တော်တို့အမေအုံမိနေရမှာဖြစ်ပါတယ်။ထွေရာဟာကျွန်ုပ်တို့ကိုနှိချစေပြီးကျွန်ုပ်တို့ရုံချင်းကိုခိုင်မာစေပြီးအာဘျံကိုခေါ်တော်မူသောဘုရားသခင်သာယနေ့ကျွန်ုပ်တို့နဲ့ပတငင်းကိုဆောက်ထင်းသောတူငီသောဘုရားသခင် ဖြစ်ကြောင်းဒီကြံပိုက်ကတိပီးနေပါလေ ။စောင့်ကြီးကိုမောင်မအတစ်တပါတိတ်တွန်းဝင်ခါချင်ပါလေ။နံပါတ်6ချက်ကတော့နှုတ်ဆုံးချက်လည်းဖြစ်တယ်ဗောနော်။ခရစ်တော်နဲ့တူတော်တစ္ဆာရှိမှုပုံစံ။ဒါအမတားရေးကြည့်တယ်အာဘိဟန်တက်တာမှာခရစ်တော်နဲ့တူတော်တစ္ဆာရှိမှုပုံစံ။ယုံကြည်ခြင်းကိုအမြဲပြုသောကျွန်တော်ရောက်စေစေတိုင်းခရစ်တော်နဲ့တူတော်တစ္ဆာရှိမှုပုံစံ ေါ်လွင်စေမဲ့သူများဖြစ်ပါတယ်အာဘိဟန်ဟာသူ၏ဥယျာဉ်တောအုပ်ထဲမှာဆုတောင်းတကယ်သူကျွန်တော်တို့ရဲ့တခင်ယေရှုလည်းပဲဥယျာဉ်များနဲ့တောင်ပေါ်များပေါ်မှာတောထဲမှာဆုတောင်းခဲ့ပါတယ်ဆိုတော့တစ္ဆာရှိသူများဟာဖျားသခင်နဲ့ဆက်သွယ်မှုမှာခွန်အားကိုရှာဖွေတွေ့ရှိခဲ့ကြတယ်ဆရာ မိကိုမောင်နှမတော့တစ္ဆာရှိတော်သူတိုင်းကဖရာသခင်နဲ့ဆက်တွေ့ဖို့မှာခိုနာကိုရှာဖွေပြီးရှိစမယ်ဖြစ်ပါတယ်ကျွန်တော်မှလည်းပဲတတိခါစရာအများကြီးရှိပါငီကိုလည်းပဲတတိခါစရာရှိမလို့မျောလစ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်နှလုံးများလန်းဆန်းစီပြီးကျွန်တော်တို့ဤယုံကြည်ခြင်းကိုပြန်လဲအားဖြစ်ပြန်အတွက်ကျွန်တော်တို့ရဲ့ ိတ်စိတ်ငင်တတော်စုတောင်းရနေရများကိုရှာဖွေကြပါစို့အထူးတစ်ဖြစ်ကျွန်တော်ရင်ခဏခဏတင်ပြတဲ့ခွဲထားနော်ခွဲထားဆိုတော့အဲ့ဒါအမတန်မှအရေးကြီးတဲ့ချက်ဖြစ်ပါတယ်ဆိုတော့အာဘိဟိုင်ရဲ့ဝိပုက္ကုကိုပထနာပြုချင်တာထွက်ရဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ ကျွန်တော်တွေစိတ်နှလုံးများအတိတ်တပါလမ်းအမေနာအတိတ်အတိတ်အတိတ်လမ်းစာပြီးတော့မှကျွန်တော်ရဲ့တို့ရဲ့ယုံကြည်ခြင်းကိုပြန်လဲအားဖြည့်ပြရအတွက်ကျွန်တော်တို့ရဲ့တိတ်စိတ်ငြိမ်တတော်ဆုတောင်းရနေရာများကိုရှာဖွေပြီးတော့မှအမေနာခွဲထမ်းကျွန်တော်တို့လုဆောင်နေဖို့ဖြစ်ပါတယ်ဆိုတော့အမေနာခွဲထမ်းလုပ်ပြီးဖျားဝတ်နေမှုရတော့သူဟာသာမဏေကလည်းပင်နေမှာဖြီလို့ မရပါဘူးဆိုတော့ဤကနေ့ကတော့ဒီဝိညာဉ်ကြီးရတင်ခန်းစာเนี่ยပတ်သက်ပြီးဒီလောက်နဲ့ဆုံးတရအောင်เนาะနောက်တစ်ပတ်စနေနေ့ကကျွန်တော်ပြန်လဲဆုံးရအောင်เนาะဆိုတော့ကျွန်တော်ရဲ့နာကျင်းစာလေးလာဟိုဟာမိနစ်40ဖြစ်တဲ့အခါမှာအာတရှိတဲ့အခါမှာတချို့သောပုဂ္ဂိုလ်တွေကနော် ရှည်တဲ့အခါမှာမောလာနဲ့ဘာနဲ့အခုခစ်လို့တွေကတူတူတုတ်တုတ်ပဲနားထောင်ချင်တာများသောကြောင့်ကျွန်တော်လည်းတက်နိုင်ဆုံးတူနိုင်တလို့တူအောင်ကျွန်တော်ချုပ်ပြီးတော့မှပြုံးနေချင်းဖြစ်ပါတယ်ဗောနော်ရှည်ချင်နေဆိုအများကြီးချက်လို့ရတာဗောလေနော်ဆိုတော့ဒီလေအပွေလေးဒီလောက်လေးပေါ်ထုတ်တာလေးတွေကိုနော်စင်ချင်းတုံးတပြည့်တိဆောက်ကြပါစို့ဆိုတာဒိတ်တွန်းဝင်ခလိုပါတယ်ကြီးစွာချီးမွမ်းရအောင် ဖဖျားရှင်ထာဝရဖျားကိုရောရဲ့တနာချင်းဂီယုနာကုံကျေစုတော်ပေါင်းချီးမွမ်းပါလေကိုရောရဲ့နာမတော်ဒီကဘာဆဆဘုံချေပါစေတော်မြတ်စွာဘုရားသခင်တာသမီးတို့ဒီမိမိရောက်တဲ့နေရာတိုင်းမှာကိုရောချထားတဲ့နေရာတိုင်းမှာတာသနာပြုတော်သူများဖြစ်ကြောင်းနားလေပြီးတော့မှာ ကိုရောဤတက်တည်ဖြစ်ခြင်းကိုအမဲရန်ပေါ်လွင်စီသူများမောင်မိုက်နိုင်ငံထဲမှာအလင်းတည်ဆောင်သူများဖြစ်သာသမီတို့ရောက်စီတိုင်းဟာကိုရောခွန်အားပေးတနာပြီးပူဆောင်၍အထုံးပြုပါတတတီတီကိုရောဖျားလက်တော်သူစက္ကနာမာရယ်ကဘာမီကြီးပေါ်မှာစစ်ကြောက်မင်းကလေးကြောက်တဘာဝဘေးနဲ့ကြောက်ဒုက္ခခံနေရတော့သူအားလုံးပေါ်မှာငင်တဲ့ချင်းပြေးတယ် လိုမျိုးຫນွေပေါင်းလို့အင်းဝင်ကြတဲ့တရားကြားနိုင်ရပြီကဲဒီချင်းစုကြည့်လို့ထောက်ရတဲ့ပြေတနာတော်မူပါလို့တော့အားလုံးပေါ်မှာသခင်ခရစ်တော်ဖရာထံကငင်းတခြင်းဝန်လုံးပြေတနာတော်မူပါဤကနေ့အတာမီရိုနစ်ချိုက်သောဤပြုပြီးချက်မှလန်းဆန်းသောဤအတဲ့နိုးထားကိုပြေတနာလေအသက်ရှင်မှုအချိန်တိုင်းဒီကိုရောရဲ့တတိတစ္ဆာရှိတော်သူများဖြစ်အထုံးတို့ပါတတတိတိကိုရောလက်တော်သူစကတ်နာမာရဲ့ မကုန်ခနိုင်သောဖခင်တော်ဖျားဤမေတ္တာတော်ဒါတော်တခင်ယေရှုကဲတင်ချင်းစုကြည့်စုတော်တရှင်တော်ဝိညာဉ်တော်ဖျားဤလမ်းပြဖို့ဆောင်မိသားရဖွေခြင်းနိနှုတ်ကပတော်၌တတ္တာဒီဆုံးတော်သာသမီရောက်စီတိုင်းထံတော်ပါနေတော်လကောင်ကိုတော်ဖျားဤဖန်ဆင်းခံတတဝပေါင်းလို့ထံတော်ပါ၌ကာလအစဉ်သမဲဒီရှိတည်နေပါစေတော်အာမင်အလုံးကုန်၌ပါ